မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့ Manchester United ရဲ့နီးပါး Yuvin Emerian ပေါ့ Liverpool နဲ့ Anfield မှာကြံရမဲ့ပွဲကြီးပွဲကောင်းမတိုင်ခင်မှာသူလွတ်ခဲ့တဲ့ပွဲကြိုးသတင်းစာရှင်းလင်းပွဲအကြောင်းလေးပါဟုတ်ပါတယ်။ဒီအချက်လက်ကိုတော့ Red Devils Latest YouTube Channel ကဗီဒီယိုနဲ့အခြေခံထားပါတယ်။ကျမတို့ဒီနေ့ဒီကကြည့်ချင်တာက Armoria ရဲ့အတွဲခေါ်တွေ၊သူရဲ့ knee block ဟာပိုင်ချင်းကပ်ပုံတွေ၊အဲ FIA တွေများတဲ့အချိန်မှာသူဘလို့တုံ့ပြန်တယ်လဲဆိုတာတွေကိုနက်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 ကြည့်ကြမယ်ပေါ့နော်။ ။ဟုတ်ကဲ့ဒီလိုပွဲကြီးလေးမကင်ခင်တရင်စာရှင်လင်ပွဲတွေကစိတ်ဝင်စားဖို့ကောင်းတယ်လေ။မန်နေဂျာတယောက်ရဲ့စိတ်ထဲဘာရှိလဲအသင်းဘလူးကင်းစင်ထားလဲဆိုတာတွေကိုနည်းနည်းအကဲခတ်လို့ရတော့ပေါ့။ဆိုတော့အမွေရင်ဘလူးပြောတော့လေကြည့်ရမှာပေါ့။ဟုတ်ကဲ့ပထမဆုံးစိတ်ဝင်စားစရာမေးခွန်းတစ်ခုကအန်ဖီမာမတန်ဆိုးနဲ့ပတ်သက်တာပဲ။ United ကဆယ်စုနှစ်တခုအတွင်း MP မှာတပွဲတစ်ပတ်နိုင်ထူတယ်ဆိုတော့ဟုတ်တယ်တော်တော်လေးဆိုးတယ်မှတမ်းပေါ့ဟုတ်တယ်နော် Wayne Rooney တို့ ဟွမ်မာတာတို့ခိုးတွေတောင်ပြိတတ်တွေအခုထိပြောနေကြတော့ဒီတမိုင်းချောင်းကိုစိတ်တက် လုံဆွမ်မှုအဖြစ်သုံးလို့ရမလားဆိုရဲမေဟုံးကိုသူဘလို့တုံပြန်သွားလဲဟင်အဲ့ဒီမှာအာမူရန်ရဲ့ချင်းကတ်ဘုံကစိတ်ဝင်စားဖို့ကောင်းတယ်ဗျသူကလည်းအတိတ်ကဟာတယ်အဲ့ဒီစိုးရရက်လက်တွေကိုအာယုံဆိုင်ပြီးတော့စိတ်တက်တောင်လုံတာမျိုးကိုမလုတ်ချင်ဘူးတမင်ရှုံးသွားတယ်ဟုတ်ဟုတ်ကဲ့သူပြောတာကအရေးကြီးတာကလက်ရှိအခြေအနေပဲအနာဂတ်ပဲ အထူးသဖြင့်ဟို တပတ်က Chelsea ကိုနိုင်ထားတဲ့အချိန်လေးရထားတယ်လေ။อืมအဲ့ဒီအချိန်ကိုစက်ထင်းဖို့နိုင်ပွဲတွေဆက်ယူဖို့ကပိုရေးကြီးတယ်ဆိုပြီးတော့ပြောထားတယ်။သူ့မြန်ကအတိတ်ကိုပြန်တူးဆွနေအသင်းကအခုယုံကြည်မှုလိုနေချိန်မှာမလိုလတ်တဲ့စိတ်ပိုင်းဆိုင်ရာဝင်ထုတ်ဝင်ပို့ထီမှာဆိုလို့ထင်တယ်။အဲ့တော့အတိတ်ကဖိအားကို short twitter မျိုးတော့မဟုတ်ဘူးပေါ့နော် short twitter တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုအတီးကမောင်းနေအားဖြစ်မသုံးချင်ဘူးဆိုတဲ့သဘောမျိုးလက်တွေကြကြစီမံခန့်ခွဲတာပေါ့ သူကအခုခေတ်ကစားသမားတွေအရင်ပွဲဟောင်းတွေတိမကြည့်ကြတော့ဘူးလို့ပြောခဲ့တာလေးလည်းရှိတယ်နော်အဲ့ဒါလည်းဒီရဲ့ချက်နဲ့ဆက်ဆက်နေမလားဟုတ်ပါတယ်အဲ့ဒါကို तू ဆက်ပြောသွားတယ်အခုခေတ်ကစားသမားတွေကအရင်လုံးမဟုတ်တော့လေသူတို့အာရုံစိုက်စရာတွေများလာတယ်ဟုတ်ကဲ့တခြားလှုပ်စရာတွေများလာတော့အတိတ်ကပွဲတွေပြန်ကြည့်ကြည့်ခံစားနေလာမျိုးတိတ်မရှိတော့ဘူးဆိုတဲ့သဘောကိုပြောသွားတာအဲဒါတော့နောက်ပိုင်းမှ तू ထပ်ပြောသေးတယ်ကောင်းပါပြီအဲ့ဒါဆို MCL ရဲ့နံမကြီးပွဲထွက်လေးထူပေါ့ ပေယဖစ်လို့တော့ခေါ်ကြတယ်နော်ပြိုင်ဘက်အတွက်တတော်လေးဖိအားများပြီးကြောက်စရာကောင်းတဲ့ပတ်ဝန်းကျင်အဲ့ဒီလီထူရောသူကစားသမားတွေဘလို့ကင်တွယ်နိုင်မယ်လို့သူယုံကြည်နေလေအမ်သူကတော့သူကစားသမားတွေတော့တော်တော်ယုံကြည်မှုရှိတယ်ပုံပဲသူအဓိကပြောသွားတာက ပွဲရဲ့အစာပိုင်းမိနစ်တွေအဲ့ဒါအဆုံးချက်ပဲတဲ့ပွဲအစာပေါ့နော်ဟုတ်တယ်အဲ့ဒီအစာပိုင်းဖိအားကိုကြော်သွားနိုင်ရင်အဆင်ပြေမယ်ဆိုတဲ့သဘောသူကမနစ်ကအတင်းရဲ့အဝေးခွင်းဆွမ်းဆောင်ရည်တချို့ကိုလည်းနည်းနည်းလေးရည်ညွှန်းသွားသလိုပဲ။ ဖိအားများတဲ့အဝေးခွင်းတွေမှာပိုကောင်းခဲ့တဲ့ပွဲတွေရှိခဲ့ဘူးတဲ့ဆိုတာမျိုးပေါ့အေးအင်းဒါပေမဲ့တချိန်ထဲမှာသူကလက်တွေ့လက်ကြပါတယ်အန်ဖီလိုနီယောကပွဲအစမှာရဲခတ်မှုကပြင်းမှာပဲဒါကိုကြိုထိထားရမယ်အပူပေးလေးချင်းခန်းကနေပွဲစားတာနဲ့ top gear နဲ့တွားနိုင်အောင်ပြင်ဆင်ထားဖို့လိုတယ်ဆိုတာကိုသူဝန်ခံသွားတယ်ဟုတ်ပါပြီခုနကပြောခဲ့တဲ့အချက်လေးကိုပြန်သွားရအောင်ကစားသမားတွေပွဲများများမကြည့်တော့ဘူးဆိုတာလေဟာ ဒါကတော့နည်းနည်းထူးဆန်းသလိုပဲနော်ဘောလုံးသမားဆိုတာပွဲတဲ့ကြီးလေးလာရတာအလို့ပဲမဟုတ်ဘူးလားသူကဘာကြောင့်အလို့ပြောရတာလဲဟုတ်တယ်အဲ့တော့ကျွန်တော်လည်းနည်းနည်းအံ့ဩထားတယ်ဒါပေမဲ့ तू ရှင်းပြတာကလေဒါကအခုခေတ်ရေပုံစံလိုဖြစ်နေပြီတဲ့ခေတ်သက်ဘောလုံးရင်းကျေးမှုပေါ့အင်းကစားသမားတွေအတွက်အာယုံလွှမ်းစရာတွေကအများများတယ်လေ social media တွေ game တွေတခြားစီးပွားရေးတွေစိတ်ဝင်စားစရာတွေအများကြီးပဲ ဒီတော့အားလုံးကအားတဲ့အချိန်တိုင်းဘောလုံးပွဲထိုင်ကြည့်နေတာမျိုးမဟုတ်တော့ဘူး။အော်။သူကဘရူနိုဖာနန်ဒက်စ်ကိုဦးမပေးတယ်။ဘရူနိုကတော့ပွဲကိုနေပါကြည့်တယ်။လေးလာတယ်။ပြိုင်ပွဲရောကိုယ်အသိန်းဖော်တယ်ရောပေါ့။ဒါပေမဲ့တချို့ကစားသမားတွေကြတော့ဂွန်းတွေမှတော်တယ်။ကောင်းကောင်းကစားနိုင်တယ်။ဒါပေမဲ့ပွဲတွေအများကြီးချိဖို့ကြတော့အချိန်မပေးနိုင်တာလားစိတ်ဝင်စားတာလားမသိဘူး။အဲ့လိုတွေရှိလာတယ်တဲ့။အင်းဟုတ်ကဲ့။ဒါကသူတို့မကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်။ဒါပေမဲ့ဒီလိုကွာချောင်းမှုတွေကရှိနေတယ်။ နီးပြတယောက်အနေနဲ့ဒါကိုလက်ခံရမယ်ဆိုတဲ့သဘောမျိုးပြောသွားလား။ပြောပြီးတော့ Queen တဲကနီးပြဟာပိုင်းကိုဆက်ကြည့်အောင် Sunderland နဲ့ပွဲမှာ Jaden Sancho ရဲ့အခန်းကလာလည်းပတ်သက်ပြီးမေးခွန်းတွေရှိခဲ့တယ်နော်။အထူးသဖြင့် Goal သမားစီကနေဘောလုံးစားတိဆောက်တဲ့အခါ Man to Man Pressing ကိုရှောင်ဖို့ပိုးပြီးတိုက်ရိုက်ကစားသွားတာ။ဟုတ်တယ်။အဲ့ဒီနီးပြဟာက Liverpool နဲ့ပွဲမှာလည်းတုံးဖို့စဉ်းစားထားတဲ့ပုံစံမျိုးလား။အာသူကအဲ့ဒီနီးပြဟာရဲ့အကြောင်းရင်းကိုရှင်းပြတယ်လေ။အခုနောက်ပိုင်းအသင်းတော်များများက ကိုသမားစီဘောလုံးပြန်အပ်လိုက်တာနဲ့တယောက်ချင်းလိုက်ကတ်ပြီးဖိအားပေးလော်တာ man to man pressure ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီခါနောက်ကနေတိဆော့ရတာအရန်ခတ်တယ်ဒီတော့သူတို့တုံးတဲ့နီလန်းကကိုသမားစီကနေရှစ်ကိုဘောလုံးရှေကန်တင်လိုက်တာอืมဖတ်တမဘောလုံးတိုက်ရိုက်မရရင်တောင်းကြလာတဲ့ဒုတိယဘောလုံး its second ball ကိုအားကောင်းတဲ့တိုက်စစ်မှုတွေနဲ့လူယူမယ်ပြိုင်ဘက်ရဲ့ pressing ကိုတဆင့်ကြောပြီးတိုက်စစ်ဆက်မယ်ဆိုတဲ့သဘောပေါ့ ဒါကအခုခေတ်ဘောလုံးမှာအတင်းတိုင်းလို့လို့တုံးနေကြပြီလို့သူကဆိုတယ်။ဆန်ချိုရဲ့အာတာချက်ကိုရောသူဘာပြောသေးလဲ။ဆန်ချိုကြတော့သူအချင်းနှစ်ဖက်စလုံးကောင်းတယ်လေ။ဘယ်တော့ညာတော့ကစားနိုင်တော့ပြိုင်ဘက်နောက်ခလူကခမရခတ်တယ်။ဘယ်ကိုပိတ်ရမလဲဝေခွဲမရဖြစ်စေလဲပေါ့။ဒါကတိုက်စစ်မှာအာတာချက်တခုလို့သူကပြောတယ်။အင်းဒါပဲမဲ့ဒါပဲမဲ့သူတတိပေးတော့တာတခုရှိတယ် စန်ဂျိုဂါပရီးမီးယားလိဂ်ရဲ့အရှင်ပြင်းထမှုတန်ကိုအသားကျဖို့အချိန်လိုသေးတယ်။ပြိုင်ဘက်တစ်ကထုကိုတေချာလေးလာမှာပဲ။ဆိုတော့အဲ့ဒီတိုက်ခိုက်ကစားတဲ့နီးဗျူဟာကလောအိုင်းရင်တုံးဖို့အတင်းရှိတဲ့လမ်းနက်တစ်ခုပေါ့။မြန်မာအဲ့လိုကြီးကစားသွားမယ်လို့တော့သူမဆိုလို့ဘူး။ဟောဟုတ်ကဲ့သဘောပေါက်ပါပြီ။ကောင်းပြီ။နီးဗျူဟာပိုင်းကန်နီတဦးချင်းကစားသွားပြန်သွားအောင်အတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဒီယာဒီပနဒီ၃ချိန်ကဏ္ဍနှစ်ချိန်လွဲသွားတယ်ဆိုတော့ သူ့ရဲ့ပန်နဒီကန်တမအခန်းကဏ္ဍကမိကွန်ထုတ်ဆရာဖြစ်လာပြီလားအဲ့ဒီပေါ်မှာအာမိုရင်ကတတော်ပြတ်သားတယ်ဗျာလွေခဲ့တာတော့မှန်တယ်ပေါ့သူ့လက်ထက်မှာနှစ်ကြိမ်ဘရူနိုတတ်တတာကန်ခဲ့တဲ့ကြေ90လောက်မှာစုစုပေါင်း9ကြိမ်ပဲလွယ်ဖူးတာဆိုပြီးကိန်းကဏ္ဍနဲ့တောင်းပြောသွားတယ်တဲ့ဟုတ်ကဲ့လွယ်တာကိုစိတ်ပြတ်မိပြီမဲ့ဘရူနိုပေါ်မှာယုံကြည်မှုကလုံးဝမပြောင်းဘူးလို့သူ့အခန့်ရမှာပြောတယ်အင်းဘရူနိုပဲအတိကပန်နဒီကန်တမအဖြစ်ဆက်ရှိနေမယ်သူလိကျင်နေတယ် ပြိုင်ဘက်ကိုသမားလေးကသူ့ပုံစံကိုလီးလက်ထားတော့သူလဲနီးလန်းနေပြောင်းဖို့ကြိုးစားနေတယ်ပေါ့အဟဟတကယ်လို့ပွဲထဲမှာအကြောင်းမျိုးမျိုးကြောင့်သူမကန့်ချင်ဘူးဒါမှမဟုတ်တခြားသူကိုပေးကန်ဖို့လိုအပ်တယ်ဆိုရင်တော့ကန်နိုင်တဲ့သူတွေရှိရဲ့ဒါမဲ့အထူးကရွေးချယ်မှုကတော့ဘရူနိုမဲဆိုတာရှင်းရှင်းလင်းလင်းပြောသွားတယ်တော်တော်လေးတော့သူ့ကစားသမားကိုအားပေးရပုံစံမယ်နော်ဟုတ်တယ်ယုံကြည်မှုအပြည့်ပေးထားတယ်နောက်တစ်ခုကစာရင်းနဲ့ဆိုင်တာလေအမော်ရီရဲ့နေထိုင်မှာနိုင်နေတဲ့ကပွဲစဉ်တွေကစားပြီးပြန်လာတဲ့ပွဲတွေမှာ United နိုင်ပွဲမရသေးဘူးတဲ့အဲ့ဒါကတိုက်ဆိုင်မှုလားဓမ္မမို့ထုခုပုံစံဖြစ်နေပြီလားဆိုပြီးမေးကြတယ်ဟာဟာအဲ့ဒါကိုအာမိုရီယမ်ကရေပြီးတော့တန်ပြေသွားတယ် तू ကဒီလိုအနုအလက်ဆန်ဒါဆောင်တဲ့ဇာရင်တွေကိုလုံးဝအရေးမလုပ်တဲ့ပုံစံပဲဒီလိုရှာမယ်ဆိုရင်လည်းအချက်ပေါင်းတန်းလောက်ရှာလို့ရတယ်လို့ပြောလိုက်သေးတယ်ဟုတ်ကဲ့ तू ကအဲ့ဒီဇာရင်ငင်းထက်ပွဲတပွဲချင်းစီရဲ့တက်ကက်အချောင်းရာကိုပဲကြည့်တယ်ဥပမာနောက်ဆုံးနိုင်ငံတကာပွဲအပြီးကစားခဲ့တဲ့မန်စီးတီနဲ့ပွဲပါ အဲ့ဒီပွဲရှုံးတာကနိုင်ငံတကာပွဲကြောင့်ဆိုတော့ထက်အသင်းရဲ့တိုက်စစ်ဆင်မှုမှာပြင်းထန်မှု aggressivity လိုနေလို့ဖြစ်တယ်လို့သူကသုံးသပ်တယ်။အော်အဲ့ဒါကြောင့် Liverpool နဲ့ပွဲကအဓိကပြင်းစင်နေတာကအဲ့ဒီ aggressivity ကိုပြန်ရဖို့ပဲလို့သူကရှင်းပြတယ်။ဆိုတော့ तू ကအချက်လက်ကိုလုံးဝပြစ်ပယ်တာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒါတွေကြောင့်စိတ်သက်သာတာမျိုးအာယုံနောက်တာမျိုးမဖြစ်ချင်ဘူး။လက်ရှိလိုအပ်ချက်ကိုပဲအာယုံစိုက်တယ်။အဲ့ဒီနိုင်ငံတကာပွဲဒီအပိကာလာမှာပဲနောက်ထပ်ကောလာဟလရဲ့လေထွက်လာသေးတယ်နော်။ ကိုဗီမိုင်းနူးနဲ့ဂျိုးရှွာဇီယာဇီရိုလိုကစားသမားလေးတွေဂျန်ရွာရီမှာအသင်ပြောင်းနိုင်ချေရှိတယ်ဆိုတာမျိုးတွေလေအထူးသဖြင့်လာမန်နွေရာဒီကဝါဖလားလေးရှိနေတော့ပွဲကစားခြင်းလိုချင်ကြတာပေါ့အဲ့ဒါတွေကိုရောအမိုရင်ဘလို့ကင်တွင်မလဲဟွန်းဒါကိုလေအမိုရင်ကပုံမှန်ပဲလို့တမလိုက်တယ်ကလပ်သေးကြီးတွေမှာဂျုံရတဲ့စုညံတန်းနေသေးတယ် Noise ပေါ့နော်ဟုတ်တယ်အေဂျင့်တွေရဲ့လှုပ်ရှားမှုတွေရှိမယ်ကဘာဖလားလို့အရေးကြီးတဲ့ပြိုင်ပွဲတွေတဲ့ ပွဲကစားခြင်းလိုချင်တဲ့ကစားသမားရဲ့စိတ်ဒါကတော့နားလည်ပေးနိုင်ပါတယ်ဆိုတဲ့သဘောမျိုးပြောတယ်။မီဒီယာတွေကရေးကြတာတယ်။တရားရှိနေမှာပဲတယ်။ဟုတ်ကဲ့။ဒါပေမဲ့သူ့ရဲ့ယက်တီချက်ကတော့ရှင်းတယ်။သူတို့အားလုံးကသူ့ရဲ့ကစားသမားတွေပဲ။ယာဒီကောင်းတကူဖြစ်ဖို့အတွက်လူတိုင်းအရေးပါတယ်။လူတိုင်းကိုလိုအပ်တယ်ဆိုတာပဲ။သူကဒီကော်လာလှမ်းတွေကိုအသိအရေးလို့မနေပဲ။အသိရဲ့စီလုံးမှုနဲ့လက်ရှိပန်းတိုင်းကိုပဲအောင်ယူဆိုင်ချင်တယ်ဆိုတဲ့သဘောထားကိုပြက်ပြက်သားသားပြသွားတယ်။ဒါပေမဲ့လေ သူကပုံမှန်စုညံတယ်လို့ပြောပေမဲ့ကဘာဖလားလို့အခွင့်ကြီးကြီးမထိုင်ခင်မှာပွဲကစားခြင်းမရတဲ့ကစားသမားတွေရဲ့စိတ်ထဲမှာမကျေနပ်မှုတွေရှိလာနိုင်တာကိုဒီလောက်လွယ်လွယ်နဲ့ကြော်တော်လို့ရပါမလား။ဒါဟုတ်ကင်တွေဖို့သူ့အတွက်တကယ်စင်ခွန်မှုတို့ကိုဖျက်လောက်တဲ့။ကြီးရဲ့အဝိလက်ခန်းတဲ့ကိုတိတ်အောင်မှုမရှိအောင်ကစားသမားတို့ချင်းစင်နဲ့ဆက်ဆံရုံးမထိတ်ခိုက်အောင်ထင်းတွားရတာကတကယ်တော့စင်ခွန်မှုကြီးချူပဲ။အခုလို့သွင်းစာရှင်းလင်းပွဲမှာသူပြောတဲ့ပုံစံကပြင်ဘက်ကိုတင်ငြိမ်မှုပြချင်တဲ့သဘောဖြစ်နိုင်ပေမဲ့အသွင်းမှာတော့သူဒီကိစ္စတွေကို ေးသေးချာချာစီမံခန့်ခွဲနေရမှာအသေးချာပါပဲဟုတ်ကဲ့နောက်ဆုံးမိခွန်းတစ်ခုက Marcus Rashford ရဲ့မှတ်ချက်တွေနဲ့ပတ်သက်တာပဲသူကအရင်တော့ကတည်ငြိမ်မှုမရှိတဲ့ပတ်ဝန်းကျင်မှာရုန်းကန်ခဲ့ရတယ်ဆိုပြီးပြောခဲ့တာလေအဲ့ဒါကို Ryan Kane တို့ Wayne Rooney တို့လိုကစားသမားဟောင်းတွေကပြန်ပြီးဝေဖန်ကြတယ်အဲ့ဒီပုံမှာတော့ Amorian ပါပြောလေဒီမှာတော့ Amorian ကတော်တော်လေးလေတယ်ပါနာတေပြောရမယ်ရှင်းရှင်းလင်းလင်းရှောင်ထွက်သွားတယ်အော်သူက club ရဲ့ပစ်စုပန်နဲ့အနာဂတ်ကိုပဲအာရုံစိုက်တယ်တဲ့ သူ့ရဲ့လက်ရှိကစားသမားတွေသူတို့ရဲ့လုပ်ရက်တွေသူတို့ရဲ့စကလုံးတွေကသာသူ့အတွက်အရေးပါတယ်လို့ပြပြသားသားပြောတယ်။အင်းအတင်းကပေါ်ဝန်းကျင်ဘလို့ထိခဲ့တယ်။အပြင်ကပညာရှင်တွေကစားသမားဟောင်းတွေဘာပြောနေတယ်ဆိုတာတွေကိုသူလုံးဝမချင်မပေးဘူး။သူ့အလို့ကလက်ရှိအတင်းကိုအကောင်းဆုံးဖျောက်လို့ဖို့ပဲဆိုတဲ့ message ကိုပေးသွားတာ။ဒါကသူ့ရဲ့ focus ကိုပြတယ်။မလိုအပ်တဲ့ညင်းပွားမှုတွေထဲသူလုံးဝဝင်မမယ်ပုံမရှိဘူး။ ကောင်းပါပြီဒါဆိုရင်အာမွေရန်ရဲ့ဒီသတင်းစာရှင်လင်းကွဲကနေရောက်လိုက်တဲ့အဓိကအချက်တွေကိုပြန်ချုပ်ရရင်ပေါ့နော်သူကအတိတ်ကိုသိမကြည့်ဘူးပစ္စုပန်နဲ့အနာဂတ်ကိုပဲအာရုံစိုက်တယ်ဟုတ်တယ်သူကစားသမားတွေအပေါ်မှာယုံကြည်မှုအပြည့်ရှိတယ်။ Enfie Fi အားပဲဖြစ်ဖြစ်ပန်နဒီလွဲလာပဲဖြစ်ဖြစ်ပေါ့နော်။နီးပြူအပိုင်းမှာလည်းလက်တွေ့ကြကြလိုက်လျောညီထွေးကစားဖို့ကြိုးစားတယ်။อืมဟုတ်ပါတယ်။ပြီးတော့အပြင်ကဖြီအားတွေ၊စီးရင်ဆိုးတွေ၊ကောလာဟလာတွေ၊ဝေဖန်မှုတွေကို သူ့ရဲ့အာယုံစိုက်မှုကိုမလွမ်းအောင်ကောင်းမွန်ထင်ချုံနိုင်မှုရတယ်။တရရဲ့အလုံးကဘာကိုပြနေတာလဲ။ဘောင်းဝီကြည့်လိုက်ရင်တော့လေဒါကမန်ချက်စတာယူနိုက်တက်လို့ကမ္ဘာအကြီးဆုံးကလပ်တစ်ခုကိုကိုင်းတွယ်နေရတဲ့နီးပြတယောက်ရင်းဆိုင်နေရတဲ့အခြေအနေမှလို့ပြနေတာပဲ။အကြီးကြီးမဲ့လေမျောလင်းချက်တီဖီအာတွေတဖက်မှာလည်းလက်တွေ့အခြေအနေတွေရှိတယ်။အဲ့ဒီကြားထဲမှာသူ့ဘယ်လိုဘန်နန့်လုပ်ပြီးစီနံခံဝဲနေရလဲဆိုတော့ကိုပြတယ်။ဟုတ်ကဲ့အထူးသဖြင့်အခုလိုလီဗာပူးလိုဘိုင်းဘတ်ကြီးနဲ့တွေ့ရမယ့်အချိန် အတင်းကလည်းအရှိန်တစ်ခုပြန်ရဖို့ရုန်းကန်နေတဲ့အချိန်မှာပေါ့သူ့ရဲ့တုံ့ပြန်မှုတွေကသူ့ရဲ့ခေါင်းဆောင်မှုပုံစံကိုပြတယ်ဖိအားနံကိုဘလောက်ခံနိုင်လဲအရေးကြီးဆုံးအရာကွင်းထဲကစွမ်းဆောင်ရည်ပေါ်မှာဘလောက်အာယုံဆိုင်နိုင်လဲဆိုတာကိုဖျော်ဖြေနေတာပေါ့နောက်တော်ဝေတဲ့ပြည်သက်တွေအတွက်လည်းခေါင်းဆောင်မှုဆိုတာပါလဲဖိအားကိုဘလို့ကင်တွေရမလဲကိုပန်းတိုင်ကိုဘလို့အာယုံဆိုင်မလဲဆိုတဲ့အတွေ့အလေးတွေရနိုင်မယ်ထင်ပါတယ်ဟုတ်ပါတယ်ကောင်းပါပြီ ဒီဆွေးနွေးမှုကိုမပိတ်ခင်မှာနားထောင်သူတွေစဉ်းစားစရာမေးခွန်းလေးတစ်ခုလောက်ထားခဲ့ခြင်းပါတယ်ရှင်။ Enfield မှာ Amorian ပြောသွားသလိုပဲတိုက်စစ်ဆင်မှုပင်းထောင်မှု aggressivity နဲ့ပွဲအဆကောင်းမှုကအဓိကဖြစ်လာမယ်ဆိုရင်ပေါ့လေ။အရင် Man City နဲ့ပွဲတုန်းကလို့အမမျိုးမဖြစ်အောင်ဒီတစ်ခါ Liverpool နဲ့ပွဲမှာဘယ်လိုတိကျတဲ့နည်းပြကအပြောင်းလဲမျိုးဒါမှမဟုတ်ကစားသမားအခင်ချင်းအပြောင်းလဲမျိုးကိုများကျမတို့မြင်တွေ့ရနိုင်မလဲ။အင်းစိတ်ဝင်စားစရာမေးခွန်းမယ်။ ဒါမှမဟုတ်လည်းဒီလိုဖိအားတွေအောက်မှာဘရူနိုလိုဝိုင်းအဓိကကစားသမားနဲ့ဆန်ချိုလိုနီးဗျူဟာရဲ့အသုံးတက်နိုင်တဲ့ကစားသမားသစ်တီကြားကကွန်းထမပူပေါင်းဆောင်ရွက်မှုပုံစံကဘယ်လိုထွက်ပေါ်လာနိုင်မလဲဟုတ်ကဲ့အဲ့ဒီအချက်တွေကိုလာမယ့်ပွဲမှာစောင့်ကြည့်ရမှာပေါ့